မင်္ဂလာညချမ်းပါရှင်နိုဝင်ဘာလ22ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်မိထားရဲ့ထွန်းလေးတင်ဆက်ပေးပါရမယ်ဒီနေ့ညပိုင်းသတင်းတွေမှာတော့ထိုင်းနိုင်ငံချွန်ဘူရီခရိုင်မှာရှိတဲ့စစ်ရုံတရုံမှာမြန်မာလူသားတအူးကျိမ့်ဆက်တဲ့ပြုတ်ကြပြီးတေဆုံးမှုဖြစ်ပွားခဲ့တဲ့တဲ့ရွှေကုန်းဖို့နေမြေအတွင်းနိုဝင်ဘာ20ရက်မှာနိုင်ငံသားသား405ဦးထပ်မံဖမ်းဆီးရမိပြီးစုစုပေါင်းဖမ်းမိနိုင်ငံသားသား1016ဦးကိုရွှေကုန်းကိုမြိုင်ကျေးရွာအတွင်ထိန်းသိမ်းထားတယ်ဆိုတဲ့တဲ့ ဗီယက်နမ်မှာရေကြီးရေလျှံမှုကြောင့်သေဆုံးသူ16ဦးထက်မနည်းရှိလာတဲ့တဲ့။တရုတ်တိုက်ပွဲရင်းနဲ့ပတ်သက်ပြီးတရုတ်ကဂျပန်ရဲ့ပင်လယ်စာတင်ပို့မှုကိုဆိုင်းငံ့မယ်ဆိုတဲ့တဲ့နဲ့။ဘရန်စအသင်းကပြည်သစ်လူငယ်ကစားသမား2ဦးကိုစောင့်ကြည့်ဖို့မန်ယူအသင်းကင်းထောက်ဆင်လွတ်ထားတယ်ဆိုတဲ့တဲ့။အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးစောတဲ့တပုတ်အနေနဲ့ထိုင်းနိုင်ငံချမရီခရိုင်မှာရှိတဲ့စစ်ရုံတရုံမှာမြန်မာလူသားတအူးကျိတ်ဆက်ထဲပြုတ်ကြပြီးတေဆုံးမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ ခိုင်နိုင်ငံချုံမရီခိုင်မှာရှိတဲ့စစ်ရုံတရုံမှာနိုဝင်ဘာ20ရက်ကမြန်မာလူသားတအိုးကျိတ်ဆက်ထဲပြုတ်ကျပြီးတင်ဆုံမှုဖြစ်ပွားခဲ့တယ်လို့ထိုင်းဒေသတွင်သတင်းတရမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံချုံမရီခိုင်ဘန်ပိုင်မြို့နယ်ကလန်ခရီရက်ွက်မှာရှိတဲ့စစ်ရုံတရုံမှာနိုဝင်ဘာ20ရက်နေ့မိုးလဲ12နာရီခန့်ကကျိတ်ဆက်အတွင်လူပြုတ်ကျတေဆုံတဲ့တဲ့ရင်ကြောင့် သက်ဆိုင်ရာတာဝန်ကြားရဲတပ်ဖွဲ့နဲ့ကင်းစင်အဖွဲ့တွေတွားရောက်စစ်ဆင်ခဲ့တယ်လို့သိရပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ကင်းစင်အဖွဲ့တွေစစ်ဆင်ရာအစိုးရဆက်ယုံမှာကျိတ်ဆက်အကြီးစားတစ်ခုကိုတွင်းရှိခဲ့ရပြီးကျိတ်ဆက်အတွင်ကြေမွအသေးဆုံးနေတဲ့လူအစိတ်အပိုင်းတွေကိုတွေ့ရှိရကြောင်းသိရပါတယ်။ကျိတ်ဆက်အတွင်ပြုတ်ကျအသေးဆုံးသူဟာအသက်24နှစ်အရွယ်ရှိတဲ့မြန်မာလူသားကိုစောကိုစုသူဖြစ်တယ်လို့သိရပါတယ်။တာဝန်ရှိသူတွေရဲ့စစ်ဆေးမှုအရအသေးဆုံးသူကိုစောကိုဟာနိုင်ပေါင်းများစွာအလုပ်လုပ်ခဲ့ရတဲ့အတွက်အိမ်ငိုက်ပြီး ကျိမ့်ဆက်အတွင်ပြုတ်ကျသေဆုံးသွားတယ်လို့ယူဆပြီးဥရေအရအေးအေးယူဆောင်ရွက်နိုင်မှုအတွက် CCTV မှတ်တမ်းပြန်လည်ကြည့်ရှုပြီးလုံဖို့ကင်ဘက်တွေကိုခေါ်ယူစစ်ဆင်းရရှိတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်ရှိကောက်ကိုနေမြေတွင်နိုဝင်ဘာ20ရက်မှာနိုင်ငံသား405ဦးထပ်မံဖမ်းမိပြီးစုစုပေါင်းဖမ်းမိနိုင်ငံသား1016ဦးကိုရှိကောက်ကိုမြိုင်ကြီးရွာအတွင်ထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ ရွှေကုန်းကနေမြေအတွင်တတိယနေ့ဖြစ်တဲ့နိုဝင်ဘာ20ရက်မှာနိုင်ငံသား405ဦးကိုထပ်မံဖမ်းမိပြီးစုစုပေါင်းဖမ်းမိထားတဲ့နိုင်ငံသား1016ဦးကိုရွှေကုန်းကိုမြိုင်ကျေးရွာအတွင်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ဗီယက်နမ်နိုင်ငံသား3ဦး၊ကင်ညာနိုင်ငံသား23ဦး၊အီသီယိုးပီးယားနိုင်ငံသား85ဦး၊နမီးဘီးယားနိုင်ငံသား1ဦး၊အင်ဒိုနီးရှားနိုင်ငံသား168ဦး ယူဂန်ဒါနိုင်ငံသား15ဦး၊နီပေါနိုင်ငံသား10ဦး၊အိန္ဒိယနိုင်ငံသား43ဦး၊ဇင်မဘွေနိုင်ငံသား1ဦး၊ဖိလစ်ပိုင်နိုင်ငံသား73ဦး၊ပါကစ္စတန်နိုင်ငံသား21ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား4ဦး၊ဆီးရီးယားလီယွန်နိုင်ငံသား3ဦး၊လိုင်ဘေးရီးယားနိုင်ငံသား1ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား9ဦး၊အီဂျစ်နိုင်ငံသား1ဦး၊သီရီလင်ကာနိုင်ငံသား1ဦး၊ကာဇက်စတန်နိုင်ငံသား2ဦး၊ဥစ်ဘက်ကစ္စတန်နိုင်ငံသား3ဦး၊စုစုပေါင်း405ဦးတို့ကိုလမ်းစုံလမ်းကွာတွေမှာစစ်ဆေးဖို့ထုတ်ထိမ့်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ရွှေကုတ်ကုန်နယ်မြေအတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုတွေအရမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်နေထိုင်တဲ့နိုင်ငံသား1016ဦးနဲ့အွန်လိုင်းလင်လင်လောင်းကစားမှုတွေကျွလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2653လုံး၊မိုဘိုင်းဖုန်း2150လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများအပြားကိုစီစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းတာတွေဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ဗီယက်နမ်မှာရေကြီးရေလျှံမှုကြောင့်သေဆုံးသူ16ဦးထပ်မံနေရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဗီယက်နမ်နိုင်ငံအလဲပိုင်းမှာအခုသတင်းပတ်ကုံကလေးကမိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်ရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးသေဆုံးသူ16ဦးထပ်မံနေရှိတယ်လို့အစိုးရအစိုးရအစီရင်ခံစာအသက်မှာနိုဝင်ဘာ19ရက်ကဖော်ပြထားပါတယ်။ ဗီယက်နမ်နိုင်ငံအလဲပိုင်းမှာရှိတဲ့နေရာအများအပြားမှာနိုဝင်ဘာ15ရက်ညအချိန်ကစပြီးမိုးရေချိန်ဟာ1100မီလီမီတာကျော်အထိရှိခဲ့ပါတယ်။ဒီဒေတာဟာအဓိကကော်ဖီထုတ်လုပ်တဲ့နေရာဖြစ်တဲ့အပြင်နိုင်ငံရဲ့အထင်ကရကမ်းခြေတွေရှိပေမဲ့မုန်တိုင်းတွေနဲ့ရေကြီးရေလျှံမှုတွေကအမြဲတုံတွေးလေးရှိတယ်လို့သိရပါတယ်။သေဆုံးသူတွေမှာနိုဝင်ဘာ16ရက်ညနေခင်းကဒါလက်ကနေနာထရန်ကိုသွားရလမ်းပေါ်မှာမြေပြိုမှုကြောင့်ဘတ်စကားတစည်းပေါ်ကခီးတဲ့6ဦးလေးပါဝင်တယ်လို့အစိုးရကဆိုပါတယ်။ ူခုနှစ်ဦးပျောက်ဆုံးလျက်ရှိပြီး၎င်းတို့ထဲမှာဒါနန်းကမြေပြိုမှုအတွင်းနှိမ့်ယုတ်ခဲ့သူ၃ဦးလည်းပါဝင်ပါတယ်။ဒါလက်ကမြေနေပိုင်းနေရာတွေက coffee ဆိုင်ခင်းတွေအားလုံးရေလွှမ်းမိုးသွားပါတယ်လို့ coffee ဆိုင်ပြိုးသူတို့ကဆိုပါတယ်။မြေပြိုမှုကြောင့်အ धिक လမ်းအများပြပိတ်ဆို့နေခဲ့ပြီးနေအိမ်၄300ကျော်ရေလွှမ်းမိုးမှုကြုံတွေ့နေရတယ်လို့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကဆိုပါတယ်။ထမမီတရုတ်တိုက်ပွဲအရင်နဲ့ပတ်သက်ပြီးတရုတ်က ဂျပန်ရဲ့ပင်လယ်စာတင်ပို့မှုကိုဆိုင်းငံ့မယ်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါတရုတ်တိုက်ပွဲအရေးနဲ့ပတ်သက်ပြီးတရုတ်ကဂျပန်ရဲ့ပင်လယ်စာတင်ပို့မှုကိုဆိုင်းငံ့သွားလိမ့်မယ်လို့ဂျပန်မီဒီယာတွေကနိုဝင်ဘာ19ရက်မှာဖော်ပြခဲ့ပါတယ်နိုဝင်ဘာ9ရက်ကဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီဟာတရုတ်တိုက်ပွဲတိုက်ခိုက်ခံရပါကဂျပန်ကစီးရီးအယဝင်ရောက်မှာဖြစ်ကြောင်းပြောကြားခဲ့ပြီးတဲ့နောက်တရုတ်နဲ့ဂျပန်ကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။တရုတ်တိုက်ပွဲကို၎င်းရဲ့နယ်နိမိတ်အဖြစ်ကြီးညာထားတဲ့တရုတ်က တာကာအီချီရဲ့မှတ်ချက်စကားကိုဒေါသတကြီးတုံ့ပြန်ခဲ့ပြီးဂျပန်တန်အမတ်ကိုဆင့်ခေါ်ခဲ့ကောင်တရုတ်နိုင်ငံသားတွေကိုလည်းဂျပန်ကိုတွမ်းရောက်ခြင်းမပြုဖို့တိုက်တွန်းခဲ့ပါတယ်။ဒါ့ပြင်တရုတ်မှာပြသမဲ့ဂျပန်ရုပ်ရှင်ကနှကားကိုလည်းထုံးနှင်းပြသမှုဆိုင်းငံ့သွားမယ်လို့တရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။ တရုတ်ကဂျပန်နိုင်ငံထံကနေတင်သွင်းဝယ်ယူနေတဲ့ပင်လယ်ဇာတွေကိုဆိုင်းငံ့မဲ့သတင်းနဲ့ပတ်သက်ပြီးဖော်ပြခဲ့တဲ့ဂျပန်မီဒီယာတွေထဲမှာ NHK သတင်းဌာနလည်းပါဝင်ခဲ့ပါတယ်။အခုလိုပေးပင်မှုဟာဂျပန်ရဲ့ဖူကိုရှိမားနျူကလ িয়ার ဓာတ်ပင်စက်ရုံကနေဆွန့်ထုတ်ခဲ့တဲ့တန့်စင်ပြီးရေစိုးတွေရဲ့အခြေအနေကိုလေ့လာဆောင်ကြည့်ဖို့လိုအပ်တာကြောင့်ဖြစ်တယ်လို့တရုတ်ကရှင်းလင်းပြောကြားခဲ့ကြောင်း NHK ကဖော်ပြခဲ့ပါတယ်။တရုတ်ဟာအရင်ကလည်းဂျပန်ရဲ့ဖူကိုရှိမားနျူကလ িয়ার ဓာတ်ပင်စက်ရုံက တန့်စင်ပြီးရေစိုးတွေဆွန့်ထုတ်မှုနဲ့ပတ်သက်ပြီးဂျပန်ရဲ့ပင်လယ်ဇာတွေတင်ပို့မှုကိုပိတ်ပင်ခဲ့ဖို့ပြီးဒီပိတ်ပင်မှုကိုမကြသေးမီကမှပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံသားဝင်ကြီးဌာနကတော့ဂျပန်ရဲ့ပင်လယ်ဇာတင်ပို့မှုတွေကိုပိတ်ပင်မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးနိုဝင်ဘာ16ရက်ကအတည်ပြုခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဂျပန်ဆိုရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူမီနာရိုကီဟာရာကလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတရုတ်ဘက်ကတစုံတရာအသိပေးခြင်းမရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ ရန်ဆက်တင်ကပြင်သစ်လူငယ်ကစားသမားနှစ်ဦးကိုစောင့်ကြည့်ဖို့မန်ယူအသင်းကင်းထောက်ဆေးလွတ်ထားတယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါမန်ယူအသင်းဟာပြင်သစ်ကလပ်ရန်ဆက်အသင်းကပြင်သစ်လူငယ်ကစားသမားနှစ်ဦးကို ခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့်ကင်းထောက်ဆေးလွတ်ပြီးစောင့်ကြည့်ခိုင်းထားတယ်လို့သိရပါတယ်မန်ယူအသင်းစိတ်ဝင်စားနေတဲ့ကစားသမားနှစ်ဦးကပြင်သစ်ယူနိုက်တက်နောက်ခံလို့ဂျရီမီဂျက်ကင်းနဲ့ပြင်သစ်ယူနိုက်တက်တိုက်စင်မိုဟာမက်ခါတာမီဒီတို့ဖြစ်တယ်လို့သိရပါတယ် အသက်20အရွယ်ချက်ကီးဟာတရားသည်မှာရန်စအသင်းရဲ့အဓိကကစားသမားတဝက်ဖြစ်ခြေစွမ်းပြနေတယ်လို့၁၈နှစ်အရွယ်မီဒီကလည်းတောက်ပလာမဲ့လူငယ်တဝက်ဖြစ်ထင်ကြီးပြီးခံထားရသူဖြစ်တာကြောင့်မန်ယူသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်တယ်လို့သိရပါတယ်။မန်ယူသင်းကဒီကစားသမားတွေကိုလာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူဖို့ကြိုးပမ်းပွဲရှိကြောင်းလည်းသတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့နေရာဒီကမှ Rans အသင်းနဲ့2029ခုနှစ်အထိစာချုပ်သက်တမ်းတိုးထားတဲ့နောက်ခံလူချက်ကေးကိုတော့မယူသိန်းတာမကတခြား Premier League အသင်းတချို့ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေရလို့သိရပါဗျ။နိုဝင်ဘာ21ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတရရထွန်းလေးတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရစေ။